ဟုတ်ကဲ့မင်္ဂလာပါကျွန်ကွန်ဂေါရီးယားမှာ Fuji Flint စာပေ engineer တယောက်ဖြစ်ပါတယ် Fuji Flint copy asset တွေနဲ့ပတ်သက်တဲ့ပေါ့ဖြစ်လေဖြစ်တာရှိတဲ့ paper jam error လေးတွေကိုဘယ်လိုဖြေရှင်းသွားမလဲဆိုတာကိုကျွန်တော်ဗီဒီယိုလေးကိုသုံးတည်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဒီလိုမျိုး paper jam ဖြစ်ပြီဆိုရင်ကျွန်တော်တို့ဒီရက်မှာညက်တဲ့ဆိုတဲ့သဘောကိုပြတာပေါ့နော်ဘာလို့ ਆ မလဲဆိုတော့ကျွန်တော်ရေစုံ primer check အနေနဲ့ဒီကကျွန်တော် log လေးကိုကျွန်တော်ဖွင့်လိုက်မယ်ပဲဖွင့်သွားလို့ရှိရင်သူကဒီလိုနေရာမှာညက်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်စာရုပ်ကိုဆွဲထုတ်လိုက်မယ်ပေါ့ဆွဲထုတ်ပြီးတော့ကျွန်တော်ဒီကောင်လေးကိုပြန်ပိတ်လိုက်ရင် ရပြီးတော့ဒီ display မှာပေါ့နော် confirm လေးချက်နှိပ်လိုက်လို့ရှိရင်ဒါကျွန်တော်ရပါပြီ။ဒါပြန်ပြီး step လုပ်မလား delete လုပ်မလားဆိုမလိုတော့ဘူးဆို delete လုပ်ချင်လည်းရတယ်။လိုတယ်ဆိုလည်းပြန်ပြီးစာလေးပြန်ထည့်ပြီး step ပြန်နှိပ်လိုက်လို့ရပါခင်ဗျ။ဟုတ်ကျွန်တော်ဒုတိယ check ကတော့ဒီလိုပုံစံလေးပေါ့ screen မှာပြနေလိမ့်မယ်ခင်ဗျ။ဒီ screen မှာပြထားရင်ကျွန်တော်ဒီမှာ paper jam သူကလက်ကပါမှာဖြစ်နေရဆိုရဲဟာကိုပြထားတာပေါ့။အဲဆိုကျွန်တော်ချက်စစ်မယ်ပေါ့နော်။ကျွန်တော်ဒီဘက်မှာ lot လေးရှိရခင်ဗျ။ lot လေးကိုကျွန်တော်ဒီလိုလေးဖွင့်လိုက်မယ်။ ီးရင်ကျွန်တော်ဒီဘက်မှာ A1 လို့ရေးထားတဲ့ကောင်လေးရှင်းမယ်အကောင်လေးကိုတစ်ချက်လှမ်းလိုက်မယ်ပြီးရင်ကျွန်တော်တို့ဟိုဘက်မှာထွက်နေတဲ့ဆာလေးကိုလက်နဲ့ဖက်လေးနဲ့အသားလေးတခြားဆွဲမယ်ဒီဘက်ကိုဆွဲမယ်ဆွဲပြီးသွားပြီရှင်ဒီဘက်ကိုကျွန်တော်အသားလေးဆွဲထုတ်မယ်ပြီးကျွန်တော်ဒီ lock လေးကိုပြန်ပြီးတော့အုပ်ပေးပါခင်ဗျမဟုတ်လို့ဒီကားပြန်ပိတ်တယ်ဆိုလို့ရှိရင်ကျွန်တော်ကျိုးသွားတက်လို့အားကြောင့်ပြီးရင်ဒါလေးကိုပြန်ပိတ်မယ် ါဆိုတော့ရပါတယ်တတိယတစ်ချက်ကတော့ကျွန်တော်ဒီမှာပုံမှန်ပြထားတဲ့ display မှာပြထားတဲ့အတိုင်းပါနော် open cover b ဆိုတာလေးကိုကျွန်တော်ပြထားအဲ့တော့ကျွန်တော် cover b လေးကိုတစ်ချက်သွားစစ်ပါသူလဲဘောလိုပဲကျွန်တော် lock လေးရှင်းခင်ဗျာဒီ lock လေးကိုချက်ဖွင့်နိုင်မယ်ဖွင့်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာပေါ့ဆော်ရဲအဖြူလေးထည့်ထားတဲ့ tree နဲ့တက်ဆိုင်တဲ့ဆော်ရဲလေးပေါ့ဒီလိုလေးဖြစ်နေတယ်အားလေးကိုအသာလေးဆွဲထုတ်ပြီးတော့ထုတ်လိုက်ရပြီခင်ဗျာပြီးရင်ကျွန်တော်ဒီ lock လေးကိုတိကျပြပေးလိုက်ရပါကျွန်တော်ရှင်းရပြခဲ့တဲ့ပြပါ jet error ၃ခု လူဒီမင်းတို့ဖြည့်ရှင်းလို့အဆင်မပြေခဲ့ဘူးဆိုလို့ရှိရင်ပေါ့ကျွန်တော်တို့ဒီ set တွေမှာ QR code ကလေးကိုကျွန်တော်တို့ကပ်ပေးထားခဲ့မှာအဲ့ QR code ကလေးတွေကိုကျွန်တော် scan ဖတ်ပြီးတော့ Joshi Bro လမ်းတင်မယ်ဆိုလို့ရှိရင်ကျွန်တော်45မိနစ်အတွင်းကိုလူကြီးမင်းတို့စီကိုဆက်သွယ်ပြီးတော့အစားပေးလာရောက်တာဖြစ်ဖြစ်ပေါ့ဖုန်းနဲ့ဖြည့်ရှင်းပေးတာဖြစ်ဖြစ်ကျွန်တော်တို့အားလုံးပေးပါမယ်ခင်ဗျာ